ကမ္ဘာတဝန်းကညင်ပန်းနေဆက်မှုအများဆုံးမရေတက်ပို့ဆိုးတဲ့ထောင်၅ခုအားလုံးပဲမင်္ဂလာပါရင်းနေတာအန်တီမဲချန်နယ်ကနေပြန်လည်ကြိုဆိုပါရစ်တင်းတို့မြင်တွေ့ရတော့မယ်မတ်တန်းဗီဒီယိုဟာကမ္ဘာပေါ်ကအဆူရဆုံးထောင်တွေထဲကနေရိုက်ကူးထားတာဖြစ်ပါတယ်ဥပမာရမန်တာထောင်တစ်ခုမှာအကျဉ်းသားတွေအသက်ရှင်ဖို့အတွက်တခြားကျဉ်းသားတွေရဲ့အသားကိုစားသုံးကြရတဲ့ထောင်ကနေနာမည်ဆိုးတဲ့ကျော်ကြတယ် ADS Florence Town ထိပါဒီမှာဆိုရင်တော့ကျင်းသားတွေကိုဗဒေမမရှိတဲ့ကွန်ကရစ်အပေါက်ခန်းထဲမှာတရက်ကို23နာရီကြာထားရှိပါတယ် ဒီထောင်ငါးခုဟာအကျဉ်းသားတွေကိုတေးဖို့အတွက်တောင်းတစေလောက်အောင်မှစိုးရစေပါလိမ့်။နံပါတ်၁ဂွာရာမာယဝတာနိုင်ငံကဂွာရာမာထောင်ကိုမြေပေါ်ကငရေလို့ပြောမယ်ဆိုရင်တော့မှရှော့ပြောရာရောက်ပါလိမ့်မယ်။အသက်ရှင်ဖို့အတွက်လူအသားကိုစားနေရတဲ့အကျဉ်းသားတွေရှိနေတဲ့ကမ္ဘာတစ်ခုစိတ်ကူးကြည့်လိုက်ပါ။ထောင်ထဲကြီးတဲ့ကျဉ်းသားတွေဟာစားရင်းကားတွေလိုဓပုံထဲစုပြုံနေရပါလိမ့်။ဒါဟာကမ္ဘာအစိုးရဆုံးထောင်လို့သိကြတဲ့ဂွာရာမာရဲ့အဖြစ်မှန်ပါပဲ။အတွင်းထဲကိုဝင်လိုက်တာနဲ့အမျိုးသားအမျိုးသမီးကလေးတွေပါမကျန်စုပြုံနေတဲ့အကျဉ်းသားအုပ်ကြီးကိုတွေ့ရပါလိမ့်မယ်။ သူတို့ကိုလူ3000တပ်ပဲစောက်ထားတဲ့ဒီချင်းချင်းလေးထဲမှာပိတ်လောင်ထားတာပါဒီကနေ့မှာတော့အကျဉ်းသား8000ကျော်ကဂေါ်ရမာမာနေထိုင်ကြတဲ့အတွက်လူရီယာအရန်ပြည့်ကျက်နေတဲ့ပြဿနာကိုဖြစ်ပေါ်စေပါတယ်အိတ်ဆက်ဖို့နေရာတွေကလည်းပြည့်ကျက်ဒဏ္ဍာလုံးကလည်းမတန်ရှင်းအစားအစာနဲ့ရေပေးဝေမှုတွေကလည်းလိုအပ်တာထက်ပို့ပြီးတော့တင်းကျပ်နေပါတယ်ဂံမကောင်းစွာနေပဲကြောက်မက်ဖွယ်ရာတွေကဒီမှလည်းမဆုံးသေးပါဘူးဗိုက်စားပြီးတော့ဆေးရထက်တန်နေတဲ့အကျဉ်းသားတွေကအသက်ရှင်ဖို့အတွက်တည်ဆုံသွားတဲ့အကျဉ်းသားတွေရဲ့အလောင်းတွေကိုဝိုင်းအောင်ပြီးစားသုံးကြတယ်လို့ဆိုပါတယ် ရဝန္ဒာအစိုးရကတော့ဒါတွေအားဖန်ပြီးပြောဆိုကြတဲ့တဲ့ပေးလို့ပြောပြီးညှင်းဆို့ထားပြီးမဲ့အကျဉ်းသားတွေကိုယ်တိုင်ကတော့တခြားပုံစံပြောပြကြပါတယ်။သူတို့တွေကအများစုအားနမည်ဆိုးနဲ့ကြော်ကြားတဲ့1994ခုနှစ်ရဝန္ဒာလူမျိုးတုံးတက်ဖြတ်မှုအပြီးမှာဒီကိုရောက်လာခဲ့ကြတာပါ။တရားဝင်မှန်တမ်းတွေရဒီပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးပြီးရဲဘော်တရားတွင်လူပေါင်း၈သိန်းကျော်ကိုတက်ပြတ်မှုနဲ့ဆွဆဲခံခဲ့ရပါတယ်။သူတို့အပြည့်ရှိမရှိကိုတော့တက်တယ်မပြနိုင်သေးပါဘူး။ဒါပေမဲ့တေကြတာတစ်ခုကတော့သူတို့ထဲက90ရာခိုင်နှုန်းအောင်အပြင်ကိုအသက်ရှင်လျက်ထွက်လာနိုင်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။ အတွင်းထဲမှာတော့လူတရာထိုင်ဖို့မတ်တက်ရက်ဖို့နေရာရှာရတာကိုရုံးကန်နေကြရတာတွေ့ရပါလိမ့်မယ်။ဒီမှာအိတ်ဆက်ဖို့နေရာရှာရတာဟာနောက်ထပ်ပြင်းထန်တဲ့အားကစားတက်ခုလိုပါ။လူတွေပြည့်ကျက်လုံးလာရင်အဆောင်အုံတွေပြက်စီးနေတာတွေကြောင့်အကျဉ်းသားအများပြားဟာလူအငြိကြီးတွေဆူရွှဲနေတဲ့အိမ်သားပုံပိုင်မီးတွေပါ။အိတ်ဆက်ဖို့အတင်းကျပ်ခိုင်းစီခံရပါလိမ့်ဒီကြောင့်မဲ့ဖို့ရအချိန်နေတရာပြင်းထန်တဲ့ယောဂါတွေကုသက်ပြန့်ပွားမှုကိုမကြာခဏဖြစ်ပေါ်စေပြီးဒီလိုနေရာမျိုးမှာတော့ကဲယောဂါတည်းရပေါ်ပေါက်ဖို့ဆိုတော့အချိန်ကြာကြီးယူစရာမလိုပါဘူး ဒီကအကျဉ်းသားများဆိုတာသူတို့ရဲ့ခြေထောက်တွေမှာပုတ်တိုးနာတွေပောက်တက်ကြပြီးရဲတပ်ဘက်ပေါင်းများစွာဂရုမစိုက်ပဲထားပြီးတဲ့နောက်ခြေချောင်းတွေပုတ်ပြီးပြုတ်ကျနေတာမျိုးကိုတွေ့ရပါတယ်။ဒါပြင်ထောင်ထဲကြီးတဲ့ရာဇဝဲသားတွေကိုတန်နီယာထဲမှာစုပြုံထားတဲ့ခါမှာသူတို့ချင်းချင်းကြမှာတင်းမာမှုတွေတေချာပေါက်တိုးလာမှာပါ။ ခိုင်ရန်ဖြစ်ပွားမှုအုပ်စုဖွဲ့အကြံဖတ်မှုနဲ့ပြင်မှတ်ထားနှောက်ယှက်မှုတွေဟာဒီနေရာမှာနေစဉ်ဖြစ်နေကြကိစ္စတွေပါဒီအခြေအနေအရန်ဆိုးလာတဲ့အတွက်ကျင်းသားတွေဟာသူတို့ရဲ့အပေါင်းဖော်အကျဉ်းသားတွေရိုက်နှက်ခံရပြီးတဲ့နောက်မှာစေကူတောင်းမှုခံယူဖို့မကြာခဏလိုအပ်ပါတယ်အယုကျတော့အကိုက်ခံရတာနဲ့ပြင်းထန်တဲ့ဒဏ်ရာတွေဟာစေယုံလာပြတော့အလုံးရဲ့38ရာခိုင်နှုန်းလောက်ကိုရှိပါတယ်နံပါတ်1မန်ကွန်ဘိုဟိုတောင်ထိုင်းနိုင်ငံသူတို့ကဒီထောင်ကိုကြားကြီးလို့ခေါ်ကြပါတယ်ဝင်လာသူတိုင်းကိုဝါမျိုးပြတဲ့ထားတော့ခုပါဘန်ကောက်မြို့ပြင်ပမှာတည်ရှိတဲ့ဘန်ကောက်ဘဟုတောင်အောင်မြို့တော်ရဲ့အစိုးရဆောင်ပြည်မှုကျူးလွန်သူတွေကိုထားရှိရပါ တည်တံကိုဆောင်စားနေတဲ့လူသားသမားတွေနဲ့တတတကြုံပြည်တံကြခံနေရတဲ့ပြည်မှုကျူးလွန်သူတွေအားလုံးဟာဒီမြေပေါ်ကငရဲမှာပိတ်လောင်ခံထားရပါတယ်။1930ပြည့်လွန်နှစ်တွေအစောပိုင်းမှာတော့ဆောက်လုပ်ပြီးစီးခဲ့တဲ့အခြေကားစားပြီးဒီတောင်ဝါကဘာပေါ်ကအကြမ်းတမ်းဆုံးထောင်နေတဲ့ကတခုဖြစ်လူသိများလာခဲ့ပါတယ်။ဒီကိုရောက်လာတဲ့အကျဉ်းသားတွေဟာနောက်ပိုင်းလွတ်လာရင်တော့မှပုံမှန်တိုင်းပြန်မဖြစ်နိုင်တော့ပါဘူး။ထောင်ကြပြီးတော့ပထမ3လတွင်မှာဒီရာဇဝတ်သားတွေကိုကျွန်းတွေလိုခြေထောက်မှာတန်ကျိုးတွေနဲ့ခြေထောင်ထားပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေကိုကန့်သက်ထားရုံသာမကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကလည်းနေရက်တွေကြာလာတာနဲ့မျှစိုးရွားလာပါတယ်။ တည်တယ်ချခံရမယ့်အကျဉ်းသားတွေအထွတ်ကတော့သူတို့ကိုမျက်ခံရတဲ့အထိဒီချီချင်းတွေကိုအပြစ်ဒဏ်ကိစက်ထားပါလိမ့်ပေါင်33ပေါင်4ချင်ရှိတဲ့တန်ကျိုးတစ်ချောင်းနဲ့ထောင်ပိတ်လောင်ကမ်းပတ်လည်မှာနေ့တိုင်းရှောက်သွားနေရတယ်လို့စိတ်ကူးကြည့်လိုက်ပါကံကောင်းစွာနဲ့ပဲဒီလိုရက်ဆက်တဲ့ပြစ်ဒဏ်ပေးနေကို2023ခုနှစ်မှာတားမြစ်ပိတ်ပင်ထားပါလိမ့်ဒီထောင်ထဲမှာတော့အကျဉ်းသားတွေကိုချစ်စနစ်လို့ခေါ်တဲ့အစင်အထောင်ဖွဲ့စည်းပုံရခွဲခြားထားပါလိမ့်အစားတောက်ကရှာပါပြီးတော့အဟာရတက်ကလည်းမပါဝင်တဲ့အတွက်လူအများစုကထမင်းတစ်ပတ်ကနေဟင်းသီးဟင်းရည်တွေလုံးနေပြီးနေထိုင်ကြရပါတယ် ိုကောင်းတဲ့အစားအစာလိုချင်သူတွေအတွက်ကတော့ငွေအများကြီးပေးချေဖို့လိုအပ်ပါတယ်။စိမ့်ရတဲ့အကျဉ်းသားတွေကဒီတလားဆရာကောင်းတဲ့အစားနဲ့နေတိုင်းစားတောက်နေရချင်မှငွေကြီးချမ်းသာတဲ့အကျဉ်းသားတွေကတော့ပတ်စံနဲ့လေးလေပြီးပိုကောင်းတဲ့အစားအစာကိုရရှိပါတယ်။ဒါကြောင့်စိမ့်ရတဲ့အကျဉ်းသားတွေကပိုကောင်းတဲ့အာဟာရကိုစားတောက်နိုင်ဖို့ချမ်းသာတဲ့လူတွေရဲ့လက်အောက်မှာလှုပ်လှုပ်ကြရပါတယ်။နံပါတ်3 Black Dolphin Town Russia Black Dolphin Town ကနေလွန်မြောက်ဖို့တခုတည်းသောနေလန်းကတော့အလောင်းထက်တဲ့အိမ်နဲ့ထွက်ရုံပါပဲ။အပြင်လူတွေအတွက်ကတော့ဒီစားအောင်ကိုပြည့်တန်စင်ရင် နေမြေနံပါတ်6လို့သိကြပါတယ်ရုရှားနိုင်ငံရဲ့ Black Dolphin Tower နိုင်ငံရဲ့အကြမ်းတဆုံးအကြမ်းဖက်ဆုံးရာသီဥတုသားချုပ်ကိုထားရှိရပါဒါပေမဲ့လေဒီနေရံတွေထဲမှာပိတ်လောက်ထားရသူတွေအတွက်ကတော့တည်တံပေးခံရတာနဲ့နှိစက်ဆုံးပါပဲ Black Dolphin Tower ကသူ့ရဲ့နာမည်ကိုအဆောင်ရှိကရုပ်ထုကနေရယူခဲ့တာဖြစ်ပြီးရုရှားမှာတက်တန်းရင်ဆုံးထောင်နေတဲ့ကတစ်ခုဖြစ်တဲ့အတွက်တက်တက်ကြုံကြခံရတဲ့ကျန်းသားတွေကိုပထမဆုံးလက်ခံခဲ့တဲ့ ထောင်နေတဲ့ကတစ်ခုပါဒီကျန်းသားတွေကိုယ်တိုင်ဟာအဆောင်ရဲ့အကြီးကဝင်ပေါ့မှာ Black Dolphin ပုံဝပုကိုထုတ်လုပ်ခဲ့ပါတယ်ဒီကနေ့အထိပြည်မှုကျွလို့သူ900ကျော်ဟာဒီမှာပြည်ထောင်ကြခံရပါတယ်ဒါပေမဲ့သူတို့ကရိုးရိုးရာဇဝတ်သားတွေမဟုတ်ပါဘူးရုရှားဆိုရာအစိုးဆုံးတွေကအစိုးဆုံးကျွလို့သူတွေလူသားသမားအကြမ်းဖက်သမားလူသားစားသူတွေနဲ့သွေးအိတ်လူသားသမားတွေကိုဒီ Black Dolphin ကိုပို့တာပါအချက်လက်တွေကဒီရာဇဝတ်သားတွေကစုစုပေါင်းလူ3500ကိုတပ်ဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်ဒါကအကျဉ်းသားတအုပ်ကိုလူငါအုပ်တက်ဖြတ်ခဲ့တယ်ဆိုတဲ့သဘောပါပဲ။ဒါပေမဲ့ဗျယ်လင်တူတော်ကြီးတို့စောက်ထားတဲ့တကြားထောင်တွေနဲ့မတူဘဲ Black Dolphin ကိုရက်စက်တဲ့ပြစ်ဒဏ်ပေးဖို့အတွက်စောင့်ထားတာပါအကျဉ်းသားတအူးချင်းစီကိုတမ်မဏိတကားသုံးထက်အတွင်းမှာထားရှိပြီးအခန်းထဲကအခန်းတစ်ခုနဲ့ဗိုလ်တူပါလိကိစ္စအများစုမှာတော့အကျဉ်းသားနှစ်ယောက်ကိုပင်60ကြီးတဲ့အခန်းတစ်ခုကိုအတူမြောက်ဝေသုံးဆွဲဖို့အတင်းကျပ်ခိုင်းထားပါလိဒီနေ့ကိုမိနစ်90ပဲလောင်ရင်ကြီးတစ်ခုထဲမှာ၄ချိန်ခန့်လှုပ်ပေးထားပါလိဒီအချိန်အတွင်းမှာပဲအကျဉ်းဦးစီးရရှိတွေကတရားမဝင်ပြည်စည်းတွေရှာဖွေဖို့သူတို့ကိုစိတ်ဆက်ဒေကြားစွာရှာဖွေပါလိဒီမှာထားရှိတဲ့အကျဉ်းသားတွေရဲ့သဘောတဘာဝကြောင့်ဒီအဆောင်ကို24နာရီစောင့်ကြည့်ထားပါလိနေတိုင်းကျင်းသားတွေကိုသူ့ရဲ့အခန်းထဲမှာ16နိုင်ဆက်တဲ့မတ်တဲ့ရက်ဖို့အတင်းကျပ်ခိုင်းစေပါတယ် ဒီပြည့်တန်ပေးတဲ့ကာလမပြီးမချင်းသူတို့ကိုနားခွင့်တောင်မှမဟုတ်ဂရင်ပေါ်မှာထိုင်ခွင့်မပေးထားပါဘူးအကျဉ်းသားအလုံးဒီစီမင်းတွေကိုလိုက်နိုင်ရလားဒေတာစီဖို့အဆောင်နေရာ15မိနစ်တန်ခန်းတွေကိုလှည့်လည်စစ်ဆေးပါတယ်ထောင်ရရှိတဲ့အကျဉ်းသားတွေကိုသူတို့ရဲ့အခန်းတွေကနေအဆောင်ရတခြားနေရာတွေစီပို့ဆောင်ရမှာလဲထူးခြားတဲ့နေလိုက်ရှိပါတယ်ပထမဆုံးအကျဉ်းသားကိုမျက်နှာစီးစီးထားပါတယ်ပြီးတော့ခါးကိုကန်ခိုင်းထားပြီးတော့အဆောင်တူဦးကသူ့ရဲ့လက်ထိတ်ခတ်ထားတဲ့လက်တွေကိုခါးထက်နားလေးမှာမြှောက်ပြီးတော့ကန်ထားပါတယ်ဒီနီလက်ကအကျဉ်းသားကိုသူ့ရဲ့ပေါင်ခွင့်ကြီးကိုမြေပုံထုတ်တာမျိုးထွက်ပြေးဖို့ကြံစီတာမျိုးမလုပ်နိုင်လောက်ပါ နာမည်ကြီးယာစခွေသားများများကိုဒီအဆောက်အအုံမှာထိမ့်သိမ်းထားပြီးတော့နီကိုလာအက်ဆန်နော့ဖ်ကသူတို့ထဲကတက်ရောက်ပါသူရဲ့ပြင်မိုးကတော့မိသားစုတစ်ခုလုံးကိုသွေးအေးနဲ့တက်ဖြတ်ပြီးသူတို့ရဲ့အလောင်းတွေကိုတောထဲမှာမိရှုခဲ့တာပါနောက်တစ်ဦးကတော့လူသားစားမှုနဲ့ထောင်ချနေတဲ့ရုရှားလူသားသမားဗလာဒီမာနီကိုလော့ဖ်ဖြစ်ပါတယ်နီကိုလော့ဖ်ကအရင်မိုးပြီးတော့ရန်ဖြစ်နေလူတယောက်ကိုတက်ခဲ့ပြီးအရင်နောက်သူ့ရဲ့ရေချိုးကန်နဲ့ဆွဲခေါ်သွားကခုတ်ထိပ်ပစ်ခဲ့တယ်လို့ဆိုပါတယ်ရော်ကီတောင်တန်းနဲ့အယ်ကာထရက်စ်ကိုလိုရာဒိုဖမောက်ခရိုင်မှာတည်ရှိတဲ့ဖလော်ရင်စာရဲစမ်းမှုတနေမဲ့ကြီးတဲ့ထောင်တစ်ခုမှာ ATS Florence လို့လူသိများတယ် ် Alcatraz of the Rockies ကိုအမေရိကရဲ့ NDA ရှိဆုံးပြုမှုကျူးလွန်သူတွေကိုပို့ဆောင်ရာ Colorado ရဲ့ဝေလံခေါင်ပြားတဲ့ဒေသမှာစောက်ထားပါတယ်။ ADS Florence မှာအကျဉ်းသား344ဦးခန့်သာရှိပြီးမဲ့သူတို့အများစုကရခဲက FBI ရဲ့လူချင်းစိုးစေးမှာပါဝင်ခဲ့မှုသူပါ။တမိုင်းရဲ့အကြီးမြတ်ဆုံးမိုးရေရာစာတွေတဲကတအုပ်ဖြစ်တဲ့တမတ်ခံရတဲ့ El Chapo Guzman လည်းရှိပါတယ်။မက္ကဆီကိုရဲ့အမြင့်ဆုံးလုံခြုံရေးထောင်တစ်ခုကနေထွက်ပြေးခဲ့ပြီးတဲ့နောက်အယ်ချာဘိုကိုနောက်ဆုံးမှဖမ်းမိပြီးအမေရိကန်ကိုလဲပြောင်းပေးခဲ့ပါတယ်။အဲဒီမှာတော့သူကဥမေလိုင်ကောင်းဒါမှမဟုတ်လက်ထိုးရာကြီးနဲ့ထောင်ကားလုံးမြောက်နိုင်ခြင်းမရှိတော့ပါဘူး။ အန်ဘုံပေါင်းတို့ခေါ်တဲ့ Chess Kaczynski 911တိုက်ခိုက်မှုမှာပါဝင်ခဲ့တယ်။အကြမ်းဖက်သမောင်း Sacrius Musawi လည်းရှိပါတယ်။တခြားနာမည်ဆိုတဲ့ကြော်ကြားသူတွေကတော့ Eric Rudock Atlanta Olympic ကိုဘုံခွဲသူ Ramsey Yusuf 1993 World Trade Center အကြမ်းဖက်သမားနဲ့ Luna 60ခန်းကိုစိတ်ခတ်တက်ဖြတ်ခဲ့တဲ့ဆရာဝန် Michael Sorgo တို့ပဲဖြစ်ပါတယ်။ ADS ကိုပြုံမှုသေးသေးလေးကျွလို့ရုံနဲ့ပို့တာမဟုတ်ပါဘူးဒီမှာအကျဉ်းချခံရတာဒီအကျဉ်းသားဟာပြုံမှုကျွလို့ရမှာလက်မရုပ်သူပြေချပြတာချင်းမှာ ခိုင်းကောင်းဆောင်ရဲတပ်သူအမတ်စင်လူသက်သမားတွေစိတ်မုံမမှန်နဲ့ရာဇဝတ်သားတွေကိုစုလို့ရဖြစ်ပါတယ်ဒီကအကျဉ်းသားအများစုကပြင်းထန်တဲ့စိတ်ကြဲမာကြီးချိုးယွင်းမှုတွေခံစားနေရပါတယ်ကျဉ်းသားတွေနဲ့အဆောင်တွေလုံခြုံစေဖို့ဒီအကျဉ်းသားအများစုကဒီနေ့ကို22နှစ်23နှစ်ခန့်တူတဲ့တီးတန့်ချုံတော်ခံထားရတဲ့အခန်းဒီမှာကုံဆုံးရပါတယ်ဒီလိုဆက်ဆံမှုကိုကုလသမဂ္ဂကနှိမ့်ဆက်ညှဉ်းပန်းမှုဖြစ်နေတတ်မှတ်ချပါတယ်တခြားထောင်တွေက တဦးတဲချုံတော်မှုကိုကျင့်ပြမှုကိုတားဆီးဖို့သုံးပေမဲ့ ADH မှာတော့ဒါဟာပုံမှန်နေထိုင်မှုပုံစံပဲဖြစ်ပါတယ်ဒီအကျဉ်းသားတွေကနိုင်ဓာတ်မဟုတ်ရပ်ပိုင်းတာမဟုတ်ပဲလာပေါင်းများစွာနဲ့နိုင်ပေါင်းများစွာနေထိုင်ကြရပါတယ် ADS ကအခန်းကြီးကအများအပြားဖြစ်တဲ့ခွန်းနဲ့ပေးဆက်နေပေးကန့်ကျဲပေါ်ပါတယ်။အကျဉ်းသားတွေကတနေ့လုံးကွန်ကရစ်နယ်ရည်တွေနဲ့ဝန်းရံနေပါတယ် ဒီမှာလူမှုအတိုင်းဝန်းဆိုတာပြည့်စည်နေပါတယ်။တမင်စားကနေမရှိတဲ့အတွက်အကျဉ်းသားတွေကအခန်းထဲကမှရှိတဲ့ပေါက်ကနေအစားအစာရပါတယ်။ကဘာကြီးကိုမြင်ရတဲ့တခုတည်းသောမြင်ကွင်းကတော့ကောင်းကင်အလုပ်ကိုချိန်ထားတဲ့ဒင်းငယ်တဲ့ပတင်းပေါက်ကနေပါနေထိုင်မှုဝမ်းနည်းစရာနေလန်းဖြစ်ပေမဲ့ ADX မှာရှိတဲ့လူအများစုဟာဒီလိုနေထိုင်မှုထိုက်တန်ပါတယ်။ထောင်ကိုဆောက်ထားတဲ့ပုံစံကြောင့်အကျဉ်းသားတွေဟာထောင်ရဲ့မြေပုံကိုလေ့လာနိုင်ခြင်းမရှိပါဘူး။ဒီနည်းနဲ့ဘယ်သူမှထွက်ပြေးဖို့အစီအစဉ်မရှိနိုင်ပါဘူး။ ADS ကို1995ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးကတည်းကဗဲကျင်းသားမှလွတ်မြောက်နိုင်ခြင်းမရှိပါဘူး။ဒါဟာတစိတ်တပိုင်းအဖြစ်တော့ကျင်းသားတွေလက်နက်မရရှိစေဖို့လှုပ်ဆောင်ထားတဲ့အစွမ်းရောင်စီမံဆောင်ရွက်မှုတွေကြောင့်မှတခြားသူတွေကိုထိခိုက်အောင်သုံးနိုင်တဲ့ဘေးရာကိုမစိုးတားမြစ်ထားပါရင်အခန်းတော်ပရိဘောဂါတွေကိုမာကျောတဲ့ကွန်ကရစ်နဲ့ပြုတ်လုထားပြီးရွှေ့လို့မရပါဘူး။ကွန်ကရစ်ဆိုင်ရေးစပွဲကွန်ကရစ်ကလထန်နဲ့အိပ်ရာတွေပါလာတဲ့အမြုပ်ပြားလေးတွေတင်ထားတဲ့ကွန်ကရစ်ပြားတွေရှိပါတယ်။ရေကြိုးကန်တွေအိမ်သားနဲ့စုပ်ခွက်တွေလျက်ပါရှိပါတယ်။ရေကြိုးကန်ကိုတစ်ဘက်ကိုသုံးကျင်သာဖွင့်ပေးပြီးအလိုလျောက်ပါ အကျဉ်းသားတို့ကပြုံမကောင်းပြသရင်ရေဒီယိုပါတဲ့သင်ခဲ့တဲ့အဖြူမဲရုံမြင်တန်ကြားကိုဝယ်ဝယ်ပေးပါတယ်။ထောင်စာကြီးတဲကနေစာအုပ်နဲ့မဂ္ဂဇင်းတွေကိုလည်းရယူနိုင်ပါတယ်။အကျဉ်းသားများစုကသူတို့ရဲ့မိသားစုဝင်တွေနဲ့တလားကို15မိနစ်ဖုန်းပြောခွင့်ရပါတယ်။အဲဒီလာဖို့အတွက်တလားကို9ချိန်ချစ်ခင်သူတွေနဲ့တွေ့ခွင့်ပြုခဲ့ပြီးမယ်။အလွန်တင်းကျပ်တဲ့အခြေအနေများအောက်မှာပါ။နေ့တိုင်းဒီအကျဉ်းသားတွေဟာ၄ချိန်ကတနားရီပဲလောက်ရပါတယ်။သူတို့ကိုလက်ထိတ်ခဲ့အခြေချင်းခက်ပြီးအခန်းလွတ်ဒါမှမဟုတ်ဝင်းတဲကနေလောင်ရင်ထဲမှာတောက်ခတ်ထားပြီးတနားရီကျလွတ်လပ်ခွင့်ပြီးဆုံးတဲ့ထိထားရှိပါတယ်။နံပါတ်5ဖီရိုတာကော့ဖ်တောင်ဟိုလန်ဒီကတော့စိတ်ကြွယ်သွယ်တာစိတ်မနှံ့သူတွေနဲ့ ဂိုင်းဝင်ကွန်းမြတ်သူတွေအတွက်တည်တံ့ထားတဲ့ပီယိုတာကော့ဖ်ထောင်ပဲဖြစ်ပါတယ်သူတို့တွေက900ကျော်အဒီဆောင်တွေမှာပိတ်လောင်ခံရပြီးထွက်လာဖို့မျှော်လင့်ချက်နေပါနေပါတယ်2003ခုနှစ်မှာပိုလန်ရဲ့အန်ဒီယရှိဆုံးပြုမှုကျူးလွန်သူတွေကိုတားရှိဖို့ရည်ရွယ်ပြီးဒီထောင်ကိုစောက်ခဲ့တာပါအဆောင်ထဲမှာရှုပ်ထွေးတဲ့စောင့်ကြည့်စနစ်ကိုတွေ့ရပါတယ်အန်ဒီယနေတဲ့ကျင်းသားတွေကလည်းအန်ဒီယရှိတဲ့ရာသွေးသားတွေဒီအဆောင်တွေရဲ့မျက်လုံးဟာ24နိုင်ပါလို့သူတို့ပေါ်ရောက်နေပါတယ် သူ့ရဲ့ဒီဇိုင်းနဲ့တမိုင်းကြောင်းကြောင်းကဘာတဝမ်းကလိုရီယာပီတာကော့မှာဘဝကဘလို့လဲဆိုတာသိဖို့လာရောက်လေ့လာကြပါတယ်။တကြီးကဒီထောင်ကိုသွားခဲ့တဲ့ရာဇဝတ်မှုတည်င်းထောင်ဘောကိုနီလီရဲ့အစိုးရကြီးမားတဲ့အဆောင်တခုဖြစ်ပေမယ့်ထူးဆန်းစွာနဲ့ကြောက်စိတ်ကိုဖြစ်စေပါလေတဲ့။အရွယ်စားကြီးမားပေမဲ့လမ်းပြဖို့ဆိုတော့မဖြစ်နိုင်ပါဘူး။ဟောက်တင်းကိုရောက်နိုင်ဖို့ဆိုတော့ဘယ်သူမှမလုပ်နိုင်တဲ့အိမ်မက်တခုဖြစ်ပြီးဒီအတွင်းနဲ့ရောက်သွားသူတိုင်းကလည်းအရင်လိုလူတစ်ယောက်ဖြစ်ပြန်မထွက်လာနိုင်ပါဘူး။ ဒီတိုင်းရွေချက်ကကျင်းသားကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါချိုးနေဖို့ဖြစ်ပြီးအဒီကြောင့်မဖွဲရတဲ့အောင်ရှေတကားဝါကစနေပါလေအသိရောက်လာသူတွေကိုရုပ်ပိုင်းဆိုင်ရာနှိမ့်ဆက်ညှပ်ပန်းမှုနဲ့အဆောက်အအုံကိုတိုင်းရန်လှမ်းမှုတွေပါဝင်နိုင်တဲ့ကျူစုပွဲလေးရှိပါတယ်ပြီးရင်တော့ကျင်းသားကိုအုတ်တို့ဆောင်ကားပြီးတော့အခန်းထဲထည့်လိုက်ပါတယ်ဒါကသူ့ကိုမျက်စိကွယ်သွားစေပြီးအကြာကြီးတဦးထဲထားလိုက်ပါတယ်ဒီအကျင်းသားကိုဒီအခန်းထဲကနေထွက်ခွင့်ပေးတဲ့အချိန်မှာဒီမှချင်းနေဘလို့လှုပ်လှုပ်တယ်ဆိုတော့သူကောင်းကောင်းနားလည်သွားပါပြီ